မမှန်သောချိန်ခွင်သည်သာရဖျားဆက်ဆုပ်ယွန်းရှာတော်မူပွဲမှန်သောအလေးမူကားနှစ်သက်တော်မူပွဲဖြစ်၏မာနထောင်လွားသောအခါအရှက်ကွဲခြင်းဖြစ်တတ်၏စိတ်နှင်းချသောသူတို့၌ကပညာရှိ၏ဖြောင့်သောသဘောသည်ဖြောင့်မတ်သောသူတို့ကိုပဲ့ပြင်တတ်၏ကောက်သောသဘောမူကားလွန်ကျူးသောသူတို့ကိုဖျက်ဆီးတတ်၏အမျက်ဒေါသထွက်သောကာလ၌စီးစိမ်ဥစ္စာသည်အကျိုးမပေးနိုင် ဖြောင့်မတ်ခြင်းပါရမီမူကား တိချင်းမကဲတင်တဲ့ဤဖြောက်မှတ်ချင်းပါရမီသည်စုံလင်သောသူတို့ကိုပဲ့ပြင်တဲ့ဤမတရားသောသူတို့မူကားမိမိမတရားသောအမှုအာဖြင့်ဆုံးရှုံးတဲ့ဤဖြောက်မှတ်သောသူတို့ဤဖြောက်မှတ်သောသဘောသည် သူတို့ကိုကဲတင်တဲ့ဤလွန်ကျူးသောသူတို့မူကားမိမိတို့အတ္တမ၌ကြောမိတတ်ကြဤသိုးသောသူသည်တေသောအခါမျောလင့်ခြင်းပြတ်တဲ့ဤမတရားသောသူဤတောင်းတခြင်းလည်းပြတ်တဲ့ဤဖြောက်မှတ်သောသူသည် ဒုက္ခတွေကထွံ့မြောက်၍သူကိုယ်စားမတရားသောသူခံရ၏အဓမ္မလူသည်မိမိနှုတ်ဖြင့်မိမိအိမ်ကြီးချင်းကိုဖျက်တတ်၏တရားသောသူမူကားပညာအတက်အားဖြင့်အမှုလွတ်တတ်၏တရားသောသူသည်ကောင်းစားသောအခါတမျိုးလုံးဝမ်းမြောက်ခြင်းရှိမတရားသောသူသည်ဆုံးရှုံးသောအခါမူကားကျွေးကြော်ခြင်းရှိတရားသောသူသည်ကောင်းချီးပေးသောအဖြစ်သူ၏နေရာမြို့သည်ချီးမြှောက်ခြင်းသို့ ၎င်းမတရားသောသူ၏နှုတ်ဖြင့်ဖြောင်းမတ်ခြင်းသို့၎င်းရောက်တတ်၏ပညာမဲ့သောသူသည်မိမိအိမ်နီးချင်းကိုမထီမဲ့မြင်ပြုတတ်၏ဉာဏ်ကောင်းသောသူမူကားတိတ်ဆိတ်စွာနေတတ်၏လယ်၍စကားများစွာပြောတတ်သောသူသည်ပြောဝတ်အပ်သောအရာကိုဖော်ပြတတ်၏ တစ္ဆာစောင့်တော်သူမူကားဝတ်ထားတည်းအကြံပေးနိုင်သောဉာဏ်မရှိလျှင်ပြည်သားတို့သည်ရှုံးတည်းအကြံပေးနိုင်သောသူအများရှိလျှင်မူကားဘေးလွတ်တည်းအကျွမ်းမဝင်သောသူ၏အမှု၌အာမခံသောသူသည် အလွန်နာလိမ့်မည်။လောဝါချိရိုက်သောအမှုကိုမုံသောသူမူကားစိုးရင်เสียမရှိ။နှစ်သက်ဖွယ်သောမိန်းမသည်ခုံအတီကို၎င်းခွန်အားကြီးသောယောက်ျားသည် စီးစိမ်ကို၎င်းရတည်း။တနာတတ်သောသူသည်မိမိကိုယ်၌ယေရှုပြုတည်း။ ကျမ်းကျုပ်တော်မူကားမိမိကိုယ်ပင်နှောက်ယှက်တည်းမတရားသောသူပြုသောအမှုသည်အမြဲမတည်တတ်ဖြောင်းမခြင်းတရားမျိုးစေ့ကိုကျဲသောသူမူကားမြဲမြံသောအကျိုးကိုခံရလိမ့်မည်ဖြောင်းမခြင်းတရားသည်အသက်ရှင်ခြင်းနှင့်ဆိုင်တကယ်သူဒူးဆိုင်ကိုလိုက်ရှာသောသူသည်လည်းမိမိသေးချင်းတိုင်အောင်လိုက်ရှာတည်းသဘောကောက်သောသူတို့ကိုထာဝရဘုရားသည်ဆက်ဆုပ်ယူရှာတော်မူ၏ ဖြောင့်သောလမ်းသို့လိုက်သောသူတို့ကူကနှစ်သက်တော်မူ၏လူဆိုးတို့သည်အတင်းဖွဲ့တော်လဲအပြစ်ဒဏ်နှင့်မလို့ရကြဖြောင့်မတ်သောသူတို့၏အမျိုးနွယ်မူကလွတ်ရ၏တမာတရီမရှိအစင်းလာသောမိမသည်ဝမနှကောင်းဖျား၌တက်သောရွှေဒဇာနှင့်တူ၏ဖြောင့်မတ်သောသူသည်မြတ်သောအရာကိုသာတောင်းတတည်းမတရားသောသူမျိုးလင့်သောအရာမူကားဒေါသအမျက်နှင့်ဆိုင်သည်စွန့်ကြဲတော်လဲဥစ္စာတိုးပွားတတ်သောသူသူရှိ၏ အထောက်မတန်စုသိမ်း၍ဆင်းရဲခြင်းသို့ရောက်တတ်သောသူလည်းရှိ၏။စွန့်ကျဲတတ်သောသူသည်ကြွယ်ဝလိမ့်မည်။သူတဘာကိုရည်လောင်းတော်သူသည်ကိုယ်တိုင်ရည်လောင်းခြင်းအကျိုးခံရလိမ့်မည်။စဘာကိုတူထားတော်သူသည်လူများချိန်ဆခြင်းခံရလိမ့်မည်။ရောင်းချတော်သူ၏ကောင်းနိုင်မှုကကောင်းချီးမင်္ဂလာရှိလိမ့်မည်။ကောင်းသောအရာကိုကြိုးစား၍ရှာတော်သူသည်အကျိုးကိုခံရလိမ့်မည်။သူအကျိုးကိုဖျက်ခြင်းကရှာကြံတော်သူမူကား ကိုအကျိုးပြည့်ချင်းရှိသည်မီမိမိဥစ္စာကိုကူစားတော်သူသည်ရှုံးလိမ့်မည်ဖြောင့်မတ်တော်သူမူကားတစ်ခတ်ကဲ့သို့စိမ့်လန်းလိမ့်မည်မိမိအိမ်ကိုနှောက်ရှက်တော်သူသည်လေးကိုအမွေခံရလိမ့်မည်မိုက်တော်သူသည်လည်းလိမ္မာတော်သူထံ၌ကျုံခံရလိမ့်မည်ဖြောင့်မတ်တော်သူတည်သောအသည်သည်တပ်ပင်အသည်ဖြစ်၏သူတစ်ပါးတို့ဤစိတ်ဝိညာဉ်ကို ရှာတော်သူသည်လည်းပညာဖြစ်၏ ဖြောင်းမတ်သောသူတော်လည်းမိကြီးပေါ်မှာအပြစ်ဒဏ်ကိုခံရ၏မတရားသောသူနှင့်အပြစ်ထင်ရှားသောသူကိုမူကအဘယ်ဆိုွယ်ရာရှိသနည်း